ားလုံးပဲမင်္ဂလာပါ Biker Dream Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့တဘာဝဘေးအန္တရာယ်တွေကြောင့်ပြည်သူတွေစိတ်ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့ channel ရဲ့ဗီဒီယိုလေးတွေကိုခဏနားထားပေးမယ်လေအခုတော့ကျွန်တော်ဗီဒီယိုလေးတစ်ခုနဲ့ပြန်ပြီးတော့မိတ်ဆက်ပေးကြပါတယ်ဒီနေ့ကတော့ဘာကိုမိတ်ဆက်ပေးမှာလဲဆိုတော့ကျွန်တော်ဟိုဟွန်ဒါရဲ့2023တုန်း Scooby i နဲ့2018တုန်း Scooby i နှစ်စီးကိုကျွန်တော် test drive စီးပြီးတော့စီးဘယ်လောက်စားလဲဆိုတာကို ြောပြပေးတော့မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Honda ကသူတို့ရဲ့စကူပီတွေမှာ56ကီလိုမီတာအိုမှာ1လီတာပဲစားတယ်လို့ကြေညာထားပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာဒီဆိုင်ကယ်2စီးကိုစမ်းပြီးစီးပြီးမှာဖြစ်ပါတယ်။တစီးကတော့6နှစ်လောက်စီးထားတဲ့ဆိုင်ကယ်ဖြစ်ပြီးတော့ကီလို2000ကျော်လောက်ဒီစီးထားပါတယ်။တစီးကတော့ကီလို9000ကျော်လောက်ပဲရှိတဲ့ဆိုင်ကယ်ဖြစ်ပါတယ်။ဒီဆိုင်ကယ်မှာဆိုရင်ကီလို60လောက်ကိုကျွန်တော်အသွားပြန်စီးပြီးတော့စီဘယ်နှလီတာစားလဲဆိုတော့ကိုစမ်းတက်ရိုက်ကူးမှာဖြစ်ပါတယ်။ ဘာပြင်ဆင်ထားလဲဆိုရင်တော့ C level ကိုကျွန်တော်နှစ်စီးလုံးကို C level တူညီတဲ့ C level အပြည့်ဖြည့်ထားပြီးတော့လေပေါင်လေးစီးမဲ့ weight တွေနဲ့သွားမဲ့ခရီးလမ်းကြောင်းတွေကိုလည်းအတူတူပဲသွားမှာဖြစ်ပါတယ်။ကြည့်အဲ့တော့ C level ဘယ်လောက်ထည့်ထားလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင် ا ل ث م นั่นสิเราว่าอีกฝ่ายเป็นเสียดายอ่ะ CO လီတာနဲ့ချင်ပြီးမောင်းလို့မရပါဘူးအဲ့ဒါကြောင့်ကျွန်တော် CO အပြည့်ဖြည့်သွားပြီးတော့အသွားကီလို30အပြန်ကီလို30နဲ့ကီလို60မောင်းမှာဖြစ်ပါတယ်ပြီးပြောင်းရောက်တဲ့အချိန်မှာ C ချင်ပြီးတော့ထည့်သွားတဲ့ C ရဲ့ level အတိုင်းကိုပြန်ချင်ပြီးတော့1လီတာပဲစားသလား1လီတာတက်ပို့ပြီးတော့ဘယ်လောက်စားလဲဆိုတာကိုကျွန်တော်ချိန်တွေကြည့်သွားမှာဖြစ်ပါတယ် Okay အားလုံးအစင်းနေပြင်ပြီးဆိုတော့ကျွန်တော်တို့ဒီနေ့ test drive လေးကိုစမ်းပြီးမောင်းကြည့်လိုက်ကြအောင်လမ်းမှာလည်းကျွန်တော်ဗီဒီယိုတွေနဲ့ရိုက်သွားပြီးတော့ မိုင်းတိုင်းဘယ်လောက်ဘယ်လောက်ရောက်ပြီဆိုတာလေးကိုကျွန်တော်ပြောပြပြီးတော့ရိုက်ပေးတော့မှာဖြစ်ပါတယ်ပြန်လာရင်လည်း review လေးအနည်းငယ်ပြန်လုပ်ပါတယ်โอเคစလိုက်ရအောင် တို့ဒီနေ့ cycle ရဲ့အချိန်ကိုတော့ပုံသေး35နဲ့40ကီလိုမီတာကြာလောက်မှာပေါင်းမှာဖြစ်ပါတယ်။ဒါပဲလို့လဲဆိုတော့မြို့ပြလမ်းမှာ steady speed ဆိုတဲ့ပုံသေးအချိန်သုံးနဲ့မောင်းမယ်ဆိုရင်စီသားပုံမှန်ပဲစီသားပုံမှန်တက်တာတယ်ဆိုတဲ့အတွက်ကြောင့်ဒီလိုပဲမောင်းတာဖြစ်ပါတယ်။မြို့ရင်းလမ်းတွေမှာအကွက်ောက်တဲ့လမ်းတွေမှာဆိုရင်စီပိုစားမယ်မလို့အပဲစီပုံစားရဲ့ဖြစ်ပါတယ်လို့ဒီလိုမြို့ပြလမ်းမှာပဲ ပုံသေးအချိန်လေးနဲ့မောင်းပြီးတော့စက်တန်ပေါင်းနေမှာဖြစ်ပါတယ်။သူကတော့စားထွက်လာတာ။1ကီလိုလောက်ရှိပြီဖြစ်ပါတယ်။ အခုဆိုရင်10ကီလိုမီတာလောက်ရောက်လာပြီပဲဖြစ်ပါတယ်စီစားတော့ကတော့လက်ရှိ68ကီလို68.3ကီလိုမီတာပါလီတာလို့ပြနေတဲ့အတွက်ကီလို60လောက်ကို1လီတာလောက်နဲ့မောင်းလို့ရနိုင်မယ်လို့တော့ထင်ရပါတယ်ဒါပေမဲ့ပြန်ရောက်ပါပဲစီချင်းပြီးထည့်ကြည့်ပါပဲအတိအကျသိရမှာဖြစ်ပါတယ်ဘလို့စေရတော့ 35ကီလိုကျော်ကျော်လောက်နဲ့မောင်းနေတာဖြစ်ပါတယ်။နန်းချီနေရတော့အရင်အကောင်းကြီးမဟုတ်တော့ရန်အစိုးကြီးလည်းမဟုတ်ပါဘူး။ဒါနဲ့အစင်ပြောင်းတော့ကီလို40လောက်ောက်နဲ့ပုံမှန်လေးသွားအောင်တော့မောင်းလို့ရပါတယ်။ဒါတော့ပုံမှန်နှုံးလေးအတိုင်းပဲမောင်းလို့ရအောင်လို့လည်းစူးစမ်းပြီးမောင်းနေပါလေ။ တယ်ဦးတို့ကတော့အနှခင်းဆိုတော့ဒီချမ်းချမ်းနဲ့မောင်းလို့ရပါတယ် အခုဆိုရင်ကီလို20ကျော်လောက်ကိုရောက်ပြီဖြစ်ပါတယ်ကျွန်တော်တို့မော်ဒင်လမ်းခွဲကနေမော်ဒင်ဘက်ကိုငွေဆောင်ဘက်ကိုမသွားဘဲနဲ့မော်ဒင်ဘက်ကိုဆင်းလာတာပဲဖြစ်ပါတယ်ညီပြန်လမ်းကိုတော့အတက်နိုင်ဆုံးရွေးထားပေမဲ့ဒီလမ်းမှာတော့တောင်တက်ဆင်းလမ်းတောင်တက်ဆင်းလေးတွေနည်းနည်းတော့တောင်တက်ဆင်းလေးတွေနည်းနည်းတော့ရှိသေးတယ် ီလို20ကျော်လာပြီဖြစ်ပါတယ်။နောက်ထပ်10ကီလိုမောင်းပြီးတော့ကျွန်တော်တို့နောက်ကိုပြန်လှည့်ပါမယ်။ ညာတော့အသင်ရနေကီလိုမီတာ30အတိရောက်တဲ့နေရာဖြစ်ပါတယ်ဒါကီလိုမီတာအတိဒီကနေပြန်มาဖြစ်ပါတယ်ကဲခဏနေကြပါ ။ဒါကတော့မော်နေဘက်ကပြန်လာရင်အသိနဲ့ငွေဆောင်ဖွဲ့တဲ့လမ်းကွဲဖြစ်ပါတယ်။ဒီကတော့အသိဘက်ကိုပြန်မောင်းမှဖြစ်ပါတယ်။ ောက်ရောက်ပြီးဖြစ်ပါတယ်ကျွန်တော်စားခတ်တဲ့နေရာနောက်လည်းပြန်ရောက် ရောက်ပြီဆိုတော့ကီလိုဘယ်လောက်ရှိလဲတစ်ချက်ကြည့်မယ်ဒါကတော့ကျွန်တော်မှတ်ထားတယ် trip ကီလိုဖြစ်ပါတယ်62.9 km ဖြစ်ပါတယ်သူရဲ့ total ကီလိုမီတာကတော့8985နော်ကျွန်တော်62ကီလိုဆိုတော့63ကီလို မောင်းလိုက်ပါတယ်။ကဲโอเค ရောက်ပြီဆိုတော့ C ဖြည့်ပြီးတော့ C တလီတာနဲ့ဘယ်လောက်ကုန်တယ်လဲဆိုတာကိုစမ်းပြီးဖြည့်ကြည့်မလားဒီစည်းကိုအရင်ဖြည့်ပါမယ် Okay. Die der Lieder dort hält, ja, Okay. Ja, die der Lieder. เอาหน้าเข้าอธิ Okay, now 对，那就是 interview 了。 ဒီလိုသိချင်တယ်ဘဝတည်းလို့လေဘဝအောင်နှခမ်းနဲ့ကွက်တီအခိသွားတော့လည်းအတိုင်းပဲဖြည်တယ်ပြန်လဲအဲ့တိုင်းပဲအဲ့တော့နှစ်စီးလုံး1လီတာ အတိစီပဲကောโอเค1လီတာစီနော် ဲ့ဒါဆိုတော့ဒီ cycle ဟောင်းတစ်စီးနဲ့6နှစ်လောက်စီးထားတဲ့ဟောင်းတစ်စီးနဲ့ကီလို8000လောက်စီးထားတဲ့အစ်စ်နှစ်စီးစလုံးဟာကီလို60ကိုစီ1လီတာစီပဲကုန်ပါတယ်အဲ့တော့ဟွန်ဒါကပြောတယ်စီ96ကီလိုမီတာကိုစီ1လီတာနှုန်းဆိုရဲစာမေးဝယ်အောင်လည်းလုပ်ပြအောင်ပေါ့နော်ဒီနေ့ကျွန်တော်မောင်းခဲ့တာကတော့ Honda ရဲ့ Scooby i model Prestige version စိုက်တင်မစီပဲဖြစ်ပါတယ် ီဗီဒီယိုလောရတဲ့ရည်ရချက်ကတော့ Scooby Cycle တွေကအမှန်တကယ်ပဲစီစားတတ်တာသလားသူတို့ပြောတဲ့စီစားနှုန်းကရောတကယ်လက်တွေ့မှာဖြစ်နိုင်သလားဆိုတာကို Cycle ချစ်သူတွေအနေနဲ့သိရအောင်စမ်းပြီးမောင်းကြည့်တာဖြစ်ပါတယ်ဒီနေရာမှာတော့အန်အောလောက်အောင်ကီလိုမီတာ60အကွာဝေးလောက်ကိုတက်စီတလီတာပဲကုန်ကြတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်ဒီလိုစီးတဲ့နေရာမှာလည်းအတက်နိုင်ဆုံးအချက်လက်တွေနဲ့ကိုက်ညီအောင်ပြင်ဆင်ပြီးတော့ရိုးသားစွာပဲလျှို့ဝှက်ချက်မရှိအလေးညာမပါပဲရိုက်ကူးခဲ့တာဖြစ်လို့အပြေးဝါယုံကြည်စေချင်ပါတယ် ီဇိုင်းကယ်တွေကိုခဏ V test drive လုပ်ခွင့်ပေးတဲ့တငယ်ချင်းတွေကိုလည်းဒီဗီဒီယိုကနေကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ကြည့်ရှုပေးတဲ့ဆိုင်ကယ်ချစ်သူတွေအနေနဲ့လည်းကြိုက်နှစ်သက်လိမ့်မယ်လို့ယူဆပါတယ်။အားလုံးအတွက်ကြိုးရှိခဲ့တယ်ဆိုရင်တော့ like လေးပေးပြီးကျွန်တော် channel ကို subscribe လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းဘယ်လိုဆိုင်ကယ်မျိုးကိုစမ်းသပ်ပေးစေချင်တယ်လဲဆိုတာ comment မှာပြောသွားပေးနိုင်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးလည်းဘေးအန္တရာယ်အပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပြီးတော့စိတ်အေးချမ်းပျော်ရွှင်နိုင်ကြပါစေလို့ဒီညကဆုတောင်းပေးလိုက်ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်